အင်ကက်ကိုအသုံးပြုပြီးနောက်လင်းထက်သည်လည်းသူ့ရဲ့ခနွားများမှာအရင်ကတည်းပုံမတမ်းလာသည်ကိုခံစားလိုက်ရတယ်။အရိပ်ရှိသောလူမိုက်ကလင်းထက်ကတစ်သားတုတ်ထင်လှမ်းရိုက်လိုက်တယ်။လင်းထက်ကတစ်သားတုတ်ကလက်တစ်ဖက်ထင်ဖမ်းထားလိုက်တယ်။လင်းထက်ကကြံလက်ကဖက်ထင်အရိပ်ရှိလူမိုက်ရဲ့နောက်ကျော်အားတွန်းလိုက်လိုက်တယ်။လင်းထက်ရဲ့အလွန်ကြီးမားသောခွန်အားကြောင့်လူမိုက်အားနောက်တိုငါးပေကန်လွင့်ထွက်တော့စေတယ်။ဒုတိယလူမိုက်ကလင်းထက်အားဓားဖင်ထိုးလိုက်လိုက်တယ်။ လင်းထက်ကလည်းရှောင်းသိမ့်လိုက်ပြီးလူမရက်လက်မောင်းအားဖြန့်ထိုးလိုက်တယ်။လူမရက်လက်မဓာတီမြေပြင်ပေါ်တို့လွတ်ကျသွားခဲ့တယ်။ထိုအခါခွေးကကြဲလောင်းစွာဟောင်လိုက်ပြီးလူမိုက်အားလိုက်ကိုက်လိတော့တယ်။ခဏကြာပြီးနောက်လူမိုက်နှစ်ယောက်မှမြေပြင်ပေါ်တွင်နာကျင်စွာအော်ဟစ်ငိုကြွေးနေတော့တယ်။လင်းထက်ကလူမိုက်နှစ်ယောက်ကိုအပေါ်ကနေအုံမိုးကြည့်ပြီးအနီးယောင်တောက်ပမေတော်မေလုံးမြဖင်ဒီရွာကနေထွက်သွားစမ်း နောက်တစ်ခါထပ်လာခဲ့ရင်ဒီထက်ပိုဆိုးမယ်ဟုအေးဆက်စွာပြောလိုက်လေတဲ့လူမိုင်းနှစ်ယောက်ထွက်သွားပြီးနောက်လင်းထက်ဒီအင်ကတ်ကိုကြီးလိုက်တဲ့အခါအင်ကတ်မှာစွမ်းရည်များကုံဆုံးသွားတယ်ကိုတွေ့လိုက်ရတယ်။ထို့နောက်လင်းထက်ဒီမြေပြင်ပေါ်သို့လူထောက်ချသွားတယ်။အเจ้าမှာသူ့ရဲ့ခွန်အားတွေအကုန်လုံးကုံဆုံးသွားသောကြောင့်ဖြစ်တယ်။လင်းထက်ဒီအလွန်ပင်ပန်းနေသောကြောင့်အင်ဂျန်ဝင်းစစ်အရှိဝါချမ်းပင်ပေါ်တွင်လဲလျောင်းကအိပ်ပျော်သွားတော့တယ်။လင်းထက်ရဲ့ခွေးဒီလည်းသူ့ရဲ့နှစ်ဘေးတွင်တတ်တော်ဆောင်တဲ့ဖွယ်ရှိနေတော့တယ်။